နာအိုတိုစီးရီးရဲ့အရေးအပါဆုံးနဲ့အထင်ရှားဆုံးအရာတစ်ခုကတော့ဂျစ်ဆုလို့ခေါ်တဲ့စပယ်ရီပဲဖြစ်ပါတယ်။မန်ကအနမဲနဲ့ဝိတုတွေကိုစုပေါင်းရှည်တွက်ကြည့်လိုက်မယ်ဆိုရင်စုစုပေါင်းဂျစ်ဆု2000ကျော်အထိအသုံးပြုပေးထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဂျစ်ဆုတွေကအရင်များနေတဲ့ဆိုပေမဲ့ main character တွေအသုံးပြုတဲ့ဂျစ်ဆုတွေကဂျစ်ဆုတစ်ခုရဲ့မျိုးကွဲတွေသာဖြစ်ပါတယ်။စာစကဲမှာဆိုရင်ချီတိုရီကိုမှထပ်မံကွဲထွက်လာတဲ့မျိုးကွဲတွေကိုအသုံးပြုနိုင်ခဲ့ပြီးနာအိုတိုကလည်းရာစင်ကန်ရဲ့မျိုးကွဲတွေကိုတီထွင်လေ့လာအသုံးပြုနိုင်ခဲ့ကြပါတယ်။ ခါခါရှိရဂျစုရဲ့အကြောင်းကိုပြောမယ်ဆိုရင်နာဟုထိုးနဲ့ဆာစကဲတို့လိုမျိုးတိတိကျကျမရှိလာတဲ့ဂျစုပေါင်း16000ကိုအသုံးပြုနေခဲ့ပါတယ်။နာဟုထိုးစီးရီးယားဂျစုအများဆုံးကိုတက်မြောက်ထားတဲ့ခရိုက်တာကတော့ကျွန်တော်တို့ရဲ့အချစ်တော်ခါခါရှိပဲဖြစ်ပါတယ်။လူအများစုကလည်းခါခါရှိကိုဂျစုတစ်ထောင်ကျော်တက်မြောက်တဲ့ခေါ်ပီနေဂျာခါခါရှိလို့သတ်မှတ်ခေါ်ဆိုလို့ရှိကြပါတယ်။ခါခါရှိတယောက်အများဆုံးအသုံးပြုတဲ့ဂျစုရဲ့ကိုခွဲခြားကြည့်လိုက်မယ်ဆိုရင်အခြေခံအားဖြင့်ရိုင်းခီရီနဲ့ခါမူရီနှစ်မျိုးသားရှိပါတယ်။လူတွေပါဆက်ဖြားမှာတော့ခါခါရှိကဂျစုပေါင်းတစ်ထောင်ကျော်ကို copy ထားနိုင်တယ်လို့သတ်မှတ်ကြပါမယ်။ ကျွန်တော်ကတော့ဒီနေ့မှလက်တွေ့ကြကြခက်ခါရှိတယောက်စီရီတျှောက်ကျစုဘလောက်ကိုအသုံးပြုနိုင်ခဲ့တယ်လဲတိနေခဲ့တယ်လဲဆိုတာကိုအပြေရှားကြည့်သွားမှမျိုးဖြစ်ပါတယ်စီရီတျှောက်လုံးမှာခက်ခါရှိအသုံးပြုခဲ့တဲ့စောက်ထားကြသောကျစုရဲ့အကြောင်းကိုစမုတ်တပြန်ပြန်ပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကျစုအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်တခုကြိုတင်တည်ပေးထားချင်တာကတော့ဒီဗီဒီယိုဟာခက်ခါရှိရဲ့ဂုဏ်ကိုမြင့်တင်ပေးခြင်းယုံတာဖြစ်ပြီးခီရှီမိုတိုကိုယ်တိုင်အတည်ပြုထားတဲ့ဖတ်တစ်ခုကိုအပြေရှားနေတာမျိုးလုံးဝမဟုတ်ပါဘူး ဒါကြောင့်ဒီနေ့ဗီဒီယိုရဲ့ title တစ်ခုဖြစ်တဲ့ခက်ခါရှိကကျဆူတထောင်ကျော်ကိုတကယ်အသုံးပြုခဲ့တာလားဆိုရင်မေကွန်ရဲ့အဖြေကတော့တကယ်အသုံးပြုခဲ့တယ်လို့ပဲဆိုရမှာမျိုးဖြစ်ပြီးဒီနေ့ဗီဒီယိုရဲ့အဓိကအကြောင်းအရာကတော့စီးရီးတစ်လျှောက်လုံးမှာခက်ခါရှိအသုံးပြုခဲ့တဲ့ကျဆူတွေကိုအမှတ်တရအနေနဲ့ရှင်းပြပေးသွားမှာမျိုးဖြစ်ပါတယ်ခကရှိရဲ့ပထမဆုံးကျဆူကိုတော့ band test မှာကျွန်တော်တို့စတင်မြင်တွေ့ခဲ့ကြရပါတယ်။ band test ဆိုတာ10 7မှာပါဝင်လာမယ့်ကလေးငယ်တွေဖြစ်ကြတဲ့ Naruto, Sasuke နဲ့ Sakura တို့ကိုစမ်းသပ်တဲ့ plot တစ်ခုပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာခက်ခါရှိရဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေကကလင်းငယ်တွေဖြစ်တာကြောင့်အရန်ကြီးမားပြင်းထန်တဲ့ကျဆူတွေကိုတော့ထုတ်မတုံခဲ့ပါဘူး။ဒါ test မှာတော့ခက်ခါရှိတယောက်စုစုပေါင်းကျဆူ၃ခုကိုအသုံးပြုခဲ့ပြီးပထမဆုံးကျဆူကတော့ Sharingan ရဲ့အခြေခံကကျဆူတစ်မျိုးဖြစ်တဲ့ Half Urine Technique ပဲဖြစ်ပါတယ်။ဒီကန်ကျဆူကတော့ Gene Release ကိုအခြေခံလုပ်လုပ်တာမျိုးဖြစ်ပြီးခက်ခါရှိက Chakra Control ကောင်းပေမဲ့ကန်ကျဆူကို Immune မလုပ်နိုင်တဲ့ Sakura ကိုသင်ခန်းစာပေးဖို့ထုတ်သွင်းခဲ့တာမျိုးဖြစ်ပါတယ်။ ပထမဆုံးအချိန်မှာတော့ခကရှိကစာစကဲရဲ့ဒဏ်ရာရရှိနေတဲ့ခန္ဓာကိုယ်တစ်ခုရဲ့ illusion တစ်ခုကိုပြသခဲ့တာမျိုးဖြစ်ပြီးဆာကူရာတယောက်သူဘဝရဲ့အချစ်ဆုံးလူသားတယောက်ရဲ့အတူအယောင်တည်ဆုံးမှုကိုထန်ကြည့်နေခဲ့ရရှာပါတယ်။ဒီကန်ဂျီဆူကနာအိုတိုစီးရီးရဲ့ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ကန်ဂျီဆူတစ်ခုလည်းဖြစ်နေတယ်လို့ကန်ဂျီဆူအသုံးနဲ့တဲ့ခကရှိရဲ့ iconic ဖြစ်တဲ့ကန်ဂျီဆူတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ခကရှိတယောက်ဆာကူရာကိုပညာပြပြီးသွားတဲ့နောက်မှာတော့နာအိုတိုကို1000 year for death လို့ခေါ်တဲ့ဂျီဆူတစ်ခုနဲ့ဖိနှိပ်ခဲ့ပါတယ်။ 1000 year for death ဆိုတာထိုင်ကျစုတစ်မျိုးဖြစ်ပြီးထိုင်ကျစု classification တွေကလည်းတစုအမျိုးအစားထဲမှာတရားဝင်ပါဝင်နေခဲ့ပါတယ်။ဒါအကြောင့်ခါခါရှိအသုံးပြုခဲ့တဲ့1000 year for death စုကိုလည်းဒီနေ့ video ရဲ့ list ထဲမှာထည့်သွင်းထားလိုက်ပါမယ်။1000 year for death စုကိုခါခါရှိကနာအိုထိုအပေါ်မှာအသုံးပြုခဲ့တာကြောင့်နာအိုထိုကလည်းဂါရာကိုရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာအသုံးပြုနိုင်ခဲ့ပါတယ်။ခါခါရှိကတော့နာအိုထိုကိုလက်ချောင်းတွေနဲ့ဖိနှိပ်ခဲ့တယ်ဆိုပေမဲ့နာအိုထိုကတော့ဂါရာကိုမျက်ညာမတာခုနိုင်ကြည့်နဲ့ဖိနှိပ်ပစ်ခဲ့တာမျိုးဖြစ်ပါတယ်။ ကာကာရှိကဆာကူရာနဲ့နာအိုတူရိုကိုလိုလဲကူကူဖြည့်ရှင်းနိုင်ခဲ့တဲ့ဆိုပေမဲ့ The Last Uchi Halo နာမည်ကြီးတဲ့ဆာစကဲကိုတော့အော့ဆာအောက်တော့မဖန်နိုင်တော့တဲ့အထိပရက်ရှာပြီးခဲ့ပါသေးတယ်။ကာကာရှိတယောက်နာအိုတူနဲ့ဆာကူရာတို့အပေါ်မှာမတူညီတဲ့ကျဆူအမျိုးအစားနှစ်ခုကိုအတုံးပြုခဲ့တယ်လို့ဆာစကဲအပေါ်မှာလည်းထိုထွန်း신투스타슈노제수로카레제수တခုကိုအတုံးပြုခဲ့ပါတယ်ဒီဂျေဆုရအလုံးလုံးတဲ့ပုံစံကခက်ခက်ရှိတယောက်မြေကြီးထဲမှာဝင်ပုန်းနေပြီးမှာဆာစကဲကိုအလစ်ဖန်စီထုံလွန်လိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ် ဒေတာအနေကြီးကိုမှ control ထားတာကြောင့်ထိချုပ်ခံလိုက်ရတဲ့ SARS ကဲကနေကြီးတဲ့ကနေပြန်လဲရုတ်ထွက်နိုင်စွမ်းမဲ့သွားခဲ့ပါတယ်။ခါခါရှိတယောက်နောက်ထပ်ကျစုရေကိုတော့ရေလိုင်းတိုင်းပြည်ကိုသွားရောက်တဲ့အချိန်မှာဆက်လက်အသုံးပြုခဲ့ပါတယ်။ခါခါရှိကရေလိုင်းတိုင်းပြည်ကိုမရောက်သေးတဲ့လန်တဝက်မှာတင်ပဲ serious အရန်ဆန်တဲ့ button နှစ်ခုကိုရင်ဆိုင်ဖြည့်ရှင်းခဲ့ရပါတယ်။ ပထမဘတ်ထဲကတော့ဒီမွန်ဘရာသားကိုရင်ဆိုင်ဖြစ်ရှင်းခဲ့ရတာမျိုးဖြစ်ပြီးခက်ခါရှိတယောက်ထူးခြားတဲ့ကျဆုရဲကိုအသုံးမပြုသွားခဲ့ပါဘူးဒုတိယမြောက်ဘတ်ထဲကတော့မြူနင်းဖုံးရွာရဲ့မကောင်းဆိုးအလိုနာမည်ကြီးတဲ့စာဘူးစာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာမျိုးဖြစ်ပြီးစုစုပေါင်းကျဆု၅ခုကိုအသုံးပြုသွားခဲ့ပါတယ်ပထမဆုံးကျဆုကတော့ sharing camp ဖြစ်ပြီးဒိုကျဆုတစ်မျိုးဖြစ်တာကြောင့်ဒီနေ့ဗီဒီယိုရဲ့ကျဆု list ထဲမှာထည့်ထားလိုက်ပါမယ်ဆရာခါကရှိကနိုမဲရှာရင်ကန်ကိုပဲတုံတုံမန်ကဲကျော်ရှာရင်ကန်ကိုပဲတုံတုံအကုန်လုံးကတို့ကျစုတွေဖြစ်တာကြောင့်ထားခဲ့ခံရတာချင်းကတော့အတူတူပါပဲ။ င်လဲဟဲ့အကုတ်လုံးကဒိုဂျစုရေဖြစ်တာကြောင့်ဒီနေ့ဗီဒီယိုရဲ့ဂျစု list ထဲမှာထည့်ထားလိုက်ပါမယ်ကကရှိကဘာကြောင့်သူ့ရဲ့ရှာရိကန်ကိုပတ်တဲ့အစမာတင်အသုံးပြုခဲ့ရတာလဲဆိုတော့ဇာဘူးဇာကသူ့အတွက်ရှင်လောက်เสียကောင်းတဲ့ရန်သူတစ်ယောက်ဖြစ်နေတာကြောင့်ပါဇာဘူးဇာအသုံးပြုလာမဲ့ဂျဆူရီကို copy နိုင်ဖို့နဲ့ထုတ်ကင်ခံမနိုင်ဖို့အတွက်ကကရှိတယောက်သူ့ရဲ့ Mega Kill ရှာရိကန်ကိုထုတ်သုံးခဲ့ပါတယ်ပထမဆုံး copy ခဲ့တဲ့ဂျဆူကတော့ဇာဘူးဇာရဲ့ရေကိုပွားဂျဆူဖြစ်ပြီး Water Clone ဆိုတာကလည်း Shadow Clone နိဗာအစွမ်းထက်ကအတော်ဝင်တဲ့ဂျဆူတစ်ခုပဲဖြစ်ပါတယ် စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကစီးပီးတစ်လျှောက်လုံးမှာခက်ခါရှိကခလုံးကျစုပေါင်း၃ခုအထိအသုံးပြုနိုင်ခဲ့ပါတယ်။အဲကျစုတွေကတော့ water ခလုံး shadow ခလုံးနဲ့ lighting ခလုံးတို့ပဲဖြစ်ပါတယ်။ခက်ခါရှိအသုံးပြုနိုင်ခဲ့တဲ့ခလုံးကျစု၃ခုထဲမှာ water ခလုံးကအားအနည်းဆုံးကျစုတစ်ခုပဲဖြစ်ပါတယ်။ data စာအုပ်ရဲ့ဖော်ပြမှုတွေအရ water ခလုံးကိုခွဲထုတ်လိုက်မယ်ဆိုရင်တော့မှအဲခလုံးကအသုံးပြုသူရဲ့တစ်ဆယ်ရာခိုင်နှုန်းသောချာဂရာရီကိုသာရရှိပိုင်ဆိုင်ပါတယ်။ ကြားအပြင်ဝါချာကလုံးကထိန်းချုပ်သူရဲ့အဝေးကိုရောက်လေလေထိန်းချုပ်နိုင်စံရောကြလာလေလေဖြစ်တာကြောင့်တော်တော်လေးကိုအားနေတဲ့ကလုံးကျစုတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်ခက်ခါရှိတယောက်ဇာဘူးစာအပေါ်မှာအုံပြူခဲ့တဲ့ကျစုကတော့ကန်ကျစုတစ်ခုဖြစ်ပြီးဇာဘူးစာထက်အရှင်လက်ကွက်တွေကိုပုံဖော်နိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါကြောင့်ခက်ခါရှိအုံပြူခဲ့တဲ့နောက်ထပ်ကျစုတစ်ခုကတော့ဟန်ဆိုင်တော်တော်များတဲ့ဝါချာဒရဂွန်ဘူးလက်ကျစုပဲဖြစ်ပါတယ်။ Water Dragon Bullet ကျစုကတိသားနဂါကျစုနဲ့စစ်တူမှုရှိပေမဲ့အနှဲငယ်တော့အာနယ်မှုရှိပါတယ် Water Dragon Bullet တစုကိုအသုံးပြုပြီးသွားတဲ့နောက်မှာတော့ခက်ခါရှိကစာပူစာကို Great Water Force တစုနဲ့ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ခက်ခါရှိတယောက် Bottas နဲ့စာပူစာရဲ့ပထမမြောက်ပတ်တဲ့အတီစုစုပေါင်းတစု၈ခုကိုအသုံးပြုသွားခဲ့ပါတယ်။ကာကာရှိနဲ့ဇာဘူဇာရဲ့ပထမမြောက်ဘတ်ထဲပြီးဆုံးသွားတဲ့နောက်မှာတော့ဒုတိယမြောက်ဘတ်ထဲကိုဆက်လက်ဆင်နွှဲခဲ့ကြပါသေးတယ်။ဒုတိယမြောက်ဘတ်ထဲမှာလည်းကာကာရှိကဇာဘူဇာအတွက်ရှာရင်းကန်ကိုထုတ်သုံးခဲ့ပြီးပိုမိုများပြားတဲ့ release တွေဖြစ်ကြတဲ့ရှေလျက်စီးနဲ့အတူမြေကြီးပုံစံတွေကိုပါအသုံးပြုခဲ့ပါတယ်။ အဲ့ပုံစံတွေအပြင်ကိုမခကရှိကသူ့ရဲ့နေဇာခွေးခုနှစ်ကောင်ကိုပါတခါတည်းစင့်ခေါ်အသုံးပြုခဲ့တာကြောင့်ထူးခြားတဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ခကရှိရဲ့နေဇာခွေးခုနှစ်ကောင်စလုံးကစာပူစာရဲ့ဒီနေရာကိုအတိအကျထိ ंछ ုပ်ဖမ်းဆီးနိုင်ခဲ့တာမျိုးပါ။ဒုတိယမြောက်ဘက်ထဲမှာခကရှိအသုံးပြုခဲ့တဲ့ခလုံးကျစုကရှယ်ရိုထိုက်ဖြစ်ပြီးရေပုံစံတော့မဟုတ်ခဲ့ပါဘူး။နောက်ထပ်ပိုပြီးထူးခြားလာတာကတော့ခကရှိတယောက်သူ့ရဲ့ signature ကျစုတစ်ခုဖြစ်တဲ့ Rikey Ri ကိုထုတ်သုံးခဲ့ပါတယ်။ဒီနေရာမှာခက်ခါရှိထုတ်သုံးခဲ့တဲ့ကျစုက Chidori ရဲ့ variation တစ်ခုဖြစ်တဲ့ Rikey Rewe ဖြစ်ပါတယ်။ ခါတာရှိရဲ့ရိုင်းခီရီကစာဘူးစာကိုရည်ရွယ်တက်ခတ်ခဲ့ပေမဲ့စနေနေ့သားဟာကူရဲ့ရှင်ဘက်ကိုသာထိုးဖောက်သွားခဲ့ပါတယ်။ခါခါရှိတယောက်ရေလိုက်တိုက်ပြီးကိုကာကွယ်ပြီးသွားတဲ့နောက်မှာဘာချစ်စုကိုမှဆက်လက်အသုံးမပြုခဲ့တာခွန်နိုဟာရွာရဲ့ကျူးကျော်ခံရမှုအထီလို့တောင်ဆိုနိုင်ပါတယ်။ဘာလို့ဆိုခါခါရှိကချူနေအိဇန်အတွင်းမှာဘာတိုက်ခိုက်မှုကိုမှမလုံဆောင်ခဲ့တာကြောင့်ပါခါခါရှိတယောက်ချူနေအိဇန်အတွင်းမှာအသုံးပြုခဲ့တဲ့တခုတည်းသောဂျစုကတော့ Evor Ceiling ဂျစုဖြစ်ပြီး Sasuke ရဲ့ Cosmic ကိုချိန်ပိတ်ပေးခဲ့တာမျိုးဖြစ်ပါတယ် ဒါကြောင့်ခါကာရှိကချွနီအစံအတွင်းမှာစီလင်ကျဆုတစ်ခုတည်းကိုသာအသုံးပြုသွားခဲ့တာပါခုနဟာကိုအိုရိုချီမာရုတယောက်ကျွတ်ကျော်လာတဲ့အချိန်မှာတော့ခါကာရှိကအတန်းနင်ဂျာတွေကိုအထာကြကြရင်ဆိုင်တိုက်ခတ်ခဲ့ပြန်ပါတယ်ဒီအချိန်မှာခါကာရှိရဲ့အထာကြကြတိုက်ခတ်မှုတွေအပြင်အခြားသောရှီနိုဘီရဲ့အထာကြလွန်လာတဲ့ကျဆုတွေကိုလည်းထပ်မံပြီးမြင်တွေ့ခဲ့ကြရပါတယ်ဥပမာပေးရရင်အီနိုအီချီရဲ့ Mind Transfer ကျဆုရှီကာကူရဲ့ Shadow Striker ကျဆုနဲ့အတူချိုးစားရဲ့ Project Body Expression ကျဆုတို့ကိုအန်အောစီယာကောင်းလောက်အောင်အထိအထာကြကြမြင်တွေ့ခဲ့ကြရပါတယ် ခါခါရှိနဲ့မိုင်ကိုင်းတို့ကတော့တိုက်ခိုက်နေတဲ့ဘတ်ဂျက်တစ်လျှောက်လုံးမှာထန်ကျစုကိုသာဦးစားပေးအသုံးပြုသွားခဲ့ကြပါတယ်။အဲ့နောက်ပိုင်းမှာတော့ခါခါရှိတယောက်အီတာချီနဲ့ထပ်မံရင်ဆိုင်ခဲ့ရပြီးရင်ဆိုင်ခဲ့ရတဲ့နေရာကတော့ခုနွားရဲ့မြေတစင်အနီးအနားမှာဖြစ်ခဲ့တာကြောင့်ခါခါရှိတယောက်ရေကိုအခြေခံတဲ့ကျစုတွေကိုပဲအသုံးပြုခဲ့ပါတယ်။ဒီဘက်ထဲမှာတော့အီတာချီနဲ့ခီဆာမဲရိုကခူနိုဟာကိုလာရောက်စုဆန်းတဲ့သဘောမျိုးဖြစ်ပြီးဒီလူစိမ်းနှစ်ယောက်ကိုအာဆူမာနဲ့ခူရဲနိုင်တို့ကတားဆီးဖို့ကြိုးစားခဲ့ကြပေမဲ့အဆင်မပြေတာကြောင့်ခါခါရှိကလာရောက်ခဲ့ရတာမျိုးဖြစ်ပါတယ် ဒီဘက်ထဲမှာခခရှိတယောက်ခီစားမဲရဲ့ shark bone ကျဆူကို copy ပြီးအတော့ပြနိုင်ခဲ့ပါသေးတယ်။အဲနောက်မှာတော့ idaji ပြလွတ်လိုက်တဲ့ခုနိုင်တွေကိုကကွယ်နိုင်ဖို့ water wall ကျဆူကိုအသုံးပြုခဲ့ရပါသေးတယ်။ဒါအပြင်ခခရှိက idaji ရဲ့တိုက်ခိုက်မှုတွေကို water clone ကျဆူနဲ့အတူအစားထိုးကျဆူတွေကိုတွဲဖက်အသုံးပြုသွားခဲ့ပါတယ်။ဒီ water clone ကျဆူဟာခခရှိရဲ့အတွက်ဒုတိယအကြိမ်နဲ့နောက်ဆုံးအကြိမ်အသုံးပြုခဲ့တာမျိုးလည်းဖြစ်ပါတယ်။ကျေစုအသည်နှစ်ခုထပ်မံပါဝင်လာခဲ့တာကြောင့်စုစုပေါင်းကျေစု၁၀ခုကိုခါခါရှိကအခုလက်ရှိအချိန်အထိအသုံးပြုထားခဲ့ပါတယ် ဲ့နောက်မှာတော့ခကာရှိကအီတာချီရဲ့စကီယိုမီတဲကိုကြားရောက်သွားခဲ့တာကြောင့်စစ်ရုံမှာတပတ်လောက်အနားယူခဲ့ရပါသေးတယ်။ခကာရှိကဘာဘတ်ချဲကိုမှရင်ဆိုင်တိုက်ခိုက်ခြင်းမရှိတော့ပဲစပူတန်းမရောက်ခင်အထိပျောက်ကွယ်နေခဲ့ပါတယ်။စပူဒန်ရဲ့အပိုင်းတစ်ကိုရောက်ရှိချိန်မှာတော့ခခရှိကတောင်းတခုကိုလက်တစ်ဖက်ထဲနဲ့တက်နေရာကနေမှတဆင့်အိတ်ကဲ့ရဲ့ပထမမြောက်ကိတ်ကိုဖွင့်နိုင်ခဲ့ပါတယ်။ဂိတ်တစ်ခုကလည်းဂျေဆုစီရင်မှာပါဝင်နေတာကြောင့်ဒါကိုလက်ကျွန်တော်ကဂျေဆု list ထဲမှာထည့်ထားလိုက်ပါမယ်။ ။ဒါကြောင့်စုစုပေါင်းကျစ်စု၁၀ခုကိုအသုံးပြုခဲ့ပြီး data raw နဲ့ batter မှာတော့နောက်ထပ်ကျစုတွေကိုဆက်လက်အသုံးပြုခဲ့ပါတယ်။ data raw ကဂါရာကိုဖန်ဆီးသွားခဲ့တာကြောင့် King Kakashi နဲ့ Tenkai တို့ကဂါရာကိုကယ်တင်ဖို့ Akatsuki scan ကိုလိုက်လံရှာဖွေခဲ့ကြရပါတယ်။ဒီအချိန်မှာ Nagato ဘက်ကလည်း Team Kai နဲ့ King Kakashi တို့ကိုအချိန်ဆွဲထားဖို့ Itachi နဲ့ Kisame တို့ရဲ့20% Chakra ပါဝင်တဲ့ clone နှစ်ကောင်ကိုဖန်တီးပြီးစစ်လုပ်ခဲ့ပါတယ်။ဒါကြောင့် Kakashi ကလည်း Itachi နဲ့ထပ်မံရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီအချိန်မှာတော့ခါခါရှိတယောက် Ranky Ri ရဲ့လျက်စီးစွာအများဆုံး version တစ်ခုကို Itachi ရဲ့ကိုဘွားအပေါ်မှာအားရပါရအသုံးပြုခဲ့ပါတယ်။အဲနောက်မှာတော့ Itachi ကိုအငိုက်ဖန်ပြီးမြေကြီးပုံစံ Random Dray Fan ကိုအသုံးပြုခဲ့ပြန်ပါတယ်။ဒီကျစုကိုအသုံးပြုလိုက်တဲ့ body က Shadow Clone တစ်ခုဖြစ်နေခဲ့ပြီး Itachi ရဲ့ကံကျစုကိုအင်မြူနိုင်ခဲ့ပါတယ်။ကကလုံးက Itachi ကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက်ထပ်ကသူရဲ့ Rising Gun နဲ့အတူ Itachi ရဲ့20%ကလုံးကိုဖြည့်ရှင်းခဲ့ကြပါတယ်။အဲနောက်မှာတော့ငှက်ပြန်ကြီးစီးနေတဲ့ Data Raw ကိုနောက်ထပ်နဲ့ခါခါရှိတို့ကလိုက်လံဖန်ဆီးခဲ့ကြပါတယ်။ ဒီအပိုင်းမှာတော့ခက်ခါရှိရဲ့ခမူးကြီးကထွက်ပေါ်လာခဲ့ပြီးဒေတာရရဲ့လက်မောင်းတစ်ဖက်ကိုစုပ်ယူဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ခက်ခါရှိကဒေတာရအတွက်ကို limitation အရန်များတဲ့ခမူးကြီးကိုနှစ်ကြိမ်တောင်မှအသုံးပြုခဲ့ရပါတယ်။ကဲဒါဆိုရင်တော့ဒီအပိုင်းအထိခက်ခါရှိကစုစုပေါင်းကျစု၁၄ခုကိုအသုံးပြုထားခဲ့ပြီးဖြစ်ပါတယ်။ဒေတာရာနဲ့ဘတ်တင်မှာပဲ Hidden Lake အမိုးလို့ခေါ်တဲ့ကျစုတစ်ခုကိုကကရှိကဒေတာရာစီကနေ copy ပြီးအသုံးပြုသွားခဲ့ပါတယ် ဒီဂျက်ဆုက SARS ကနေအီတာချီတို့အပေါ်မှာလည်းခက်ခါရှိအသုံးပြုခဲ့တဲ့ဂျက်ဆုတွေရဲ့ variation တခုဖြစ်တာကြောင့် list ထဲကိုထည့်ရင်လည်းရသလိုမထည့်ထားရင်လည်းရနိုင်ပါတယ်။အဲနောက်ပိုင်းမှာတော့ခက်ခါရှိက Now 2ရဲ့ Rising Shuriken ဂျက်ဆုကို legend တင်ကြပေးခဲ့ပြီးအဲ legend ရေးမှာဒီမဲ့ခက်ခါရှိက Rising Gun ကိုအသုံးပြုပြသွားခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်ခက်ခါရှိအသုံးပြုခဲ့တဲ့ဂျက်ဆုတွေရဲ့စုစုပေါင်း16ခုအထိရှိလာနေပြီဖြစ်ပါတယ်။အဲနောက်ပိုင်းမှာတော့ခါကာရှိက Tim Tan နဲ့အတူပူးပေါင်းခဲ့ပြီး Zombie Duo ဖြစ်တဲ့ Hidan နဲ့ Kakusuro ကိုရင်ဆိုင်တိုက်ခတ်ခဲ့ပါတယ်။ ခါခါရှိကတော့သူ့ရဲ့ရိုးအတိုင်းပဲ sharing gun ကိုဖြွင့်ပြီးခါကူစုနဲ့ hidan တို့နှစ်ယောက်စလုံးကိုမတူညီတဲ့ movement တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ပြန်တွက်ဆက်ကြည့်ရတော့ခါခါရှိက rank kiri ကို6ခါနဲ့အတူ water war ကိုတစ်ခါအသုံးပြုသွားခဲ့ပါတယ်။ခါခါရှိကသူ့ရဲ့ rank kiri နဲ့ပဲခါကူစုကိုအဆုံးသတ်ပစ်ခဲ့တာမျိုးပါ။ဒါကြောင့်ခါခါရှိနဲ့ခါကူစုတို့ရဲ့ battle မှာတော့ကျဆုအတစ်တွေကိုမမြင်တွေ့ခဲ့ရပါဘူး။နောက်ထပ် battle ကတော့ခါခါရှိနဲ့ pain တို့ရဲ့ battle တစ်ခုဖြစ်ပြီး rank kiri ကို9ချိန်တိတိအသုံးပြုခဲ့ပြန်ပါတယ်။ ဖိနက်ဘတဲမှာတော့ခကာရှိကကျဆူအသေးဖြစ်တဲ့မြေကြီးပုံစံမတ်ဝေါ်ကိုအသုံးပြုခဲ့ပါတယ်ခကာရှိရဲ့မတ်ဝေါ်ကြီးကလည်းတော်တော်ခံနာပြီးထူကြတဲ့ကျဆူတစ်ခုဖြစ်တာကြောင့်ခကာရှိကအီနူဇူကမျိုးနွယ်စုဝင်ဖြစ်နိုင်ခြင်းရှိတယ်ဆိုတဲ့ theory တချို့ထွက်ပေါ်ခဲ့ပါတယ်ဘာလို့ဆိုမတ်ဝေါ်ပေါ်မှာခွေးမျက်နှာတွေပါဝင်နေခဲ့တာကြောင့်ပါမဝရီကိုခခရှိအပြင်ဟီရူဇန်နဲ့ဂျီရိုဘိုတို့ကမတူညီတဲ့ပုံစံတွေနဲ့အတုံးဖြူခဲ့ပူချပါတယ်။ခခရှိတယောက်ဖိန်တဲ့ဘတ်ထဲမှာရန်ခီရီရဲ့မျိုးကွဲတစ်ခုဖြစ်တဲ့ Lightning Beast Dragon Fantasy ကိုအတုံးပြူခဲ့ပါတယ်။ ုံစံကတော့လျက်စည်းဝင်ပလေတစ်ခေါက်နဲ့တက်ခိုက်တဲ့ပုံစံမျိုးဖြစ်ပြီးတာမန်ရှန်သူတယောက်ဆိုရင်တော့တေချာပေါအသက်သေးဆုံးသွားနိုင်ပါတယ်။အဲ့ဘက်ထဲမှာပဲခါခါရှိကလျက်စည်းပုံစံခလုံးကျစုကိုအတုံးပြုခဲ့ပြီးရန်သူတွေကိုတခါတည်းတက်ခိုက်နိုင်ခဲ့ပါတယ်။ Lighting ခလုံးက Shadow Type နဲ့ Water Type တို့လိုမျိုးမဟုတ်ပဲပြက်ွယ်သွားမဲ့အချိန်မှာရန်သူကိုလျက်စည်းနဲ့တက်ခိုက်နိုင်သေးတာကြောင့်အစစ်မြစ်ခလုံးကျစုတစ်ခုပဲဖြစ်ပါတယ်။ဖိနဲ့ဘတ်ထဲမှာတော့ခါခါရှိတယောက်ခါမူကြီးကိုနှစ်တိတိတိအတုံးပြုသွားခဲ့ပါတယ်။ ခါခါရှိတယောက်ခါမူဤနှစ်ကြိမ်နဲ့အတူရန်ခီရီ၅ကြိမ်ကိုတနေ့ထဲမှာအတုံးပြုခဲ့တာကြောင့်ခြာကရာကုန်ခန်းမှုနဲ့အတူတည်ဆုံသွားခဲ့ရှာပါတယ်။ခါခါရှိကလင်ဘိုရန်မှာသူ့ဖခင်စာခုမိုးနဲ့တွေ့ဆုံခဲ့ပြီးနာယီနဲ့ကြအောင်စကားတွေထိုင်ပြီးပြောပြခဲ့ရှာပါတယ်။ဖိနဲ့ဘတ်ချန်မှာတော့ခါခါရှိတယောက်နောက်ထပ်ကျဆူအသစ်၃ခုကိုအတုံးပြုလာနိုင်ခဲ့ပါတယ်။ဒါကြောင့်ခါခါရှိအတုံးပြုနိုင်ခဲ့တဲ့ကျဆူကအခုဆိုရင်စုစုပေါင်း၁၉ခုအထိရှိလာနေပြီလည်းဖြစ်ပါတယ်။ ိုင်နောက်မှာတော့ခခန်းရှိတယောက်ဒန်ဆိုကိုရှင်းလင်းထားတဲ့ Sasuke နဲ့ရင်ဆိုင်ခဲ့ရပြီး Mangekyo Sharingan ကိုထုတ်တုံခဲ့တာကလည်းခဲ့တာကလောရင် Channel ကျစုအသစ်တွေကိုတော့မမြင်တွေ့ခဲ့ရပါဘူးဒီလိုနဲ့ပဲလေးချိန်မြောက်ရှိလို့ပြီးစစ်ပွဲအတွင်းကိုရောက်ရှိလာခဲ့ပြီးခခရှိရဲ့ Prime Time တစ်ခုလို့လည်းဆိုနိုင်ပါတယ်လေဂျင်မရှင်တို့ပြစ်စပေါ်အတွင်းမှာလည်းခါခါရှိက Rankiri နဲ့ခါမူရီတို့ကိုသာဆက်လက်အသုံးပြုနေခဲ့ပါတယ်။လေဂျင်မရှင်တို့ပြစ်စပေါ်ကြီးရဲ့ပထမမြောက်တဲ့ရက်မှာတော့ခါခါရှိက7 Soft for the Miss လို့ခေါ်တဲ့ Munich ဓာတ်သမား9ယောက်နဲ့ရင်ဆိုင်တက်ခတ်ခဲ့ရပါတယ်။ ယူနင်းဒါသမ9ရောက်ထဲမှာခက်ခန်းရှိရဲ့ပြိုင်ဘက်ဟောင်းစာဘူးစာလဲပါဝင်နေခဲ့တာကြောင့်တတိယမြောက်ဘက်တဲတခုကိုဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။စာဘူးစာနဲ့ခက်ခန်းရှိတို့ရဲ့ဘက်ထဲမှာတော့ခက်ခန်းရှိတယောက် Rankiri နဲ့ Sharing Kan တို့ကသာအထာကြကြဆက်လက် အသုံးပြုနေခဲ့ပါတယ်။ဒီဘက်ထဲမှာစတဲ့ကိမှာတော့ခက်ခါရှိကကျေစုပေါင်း1000ကိုသူတည်ထားတဲ့အတွက်ကြောင့်ဒီကျေစုတစ်ထောင်လုံးကိုသူ့အတိုင်းနဲ့အသုံးပြုသွားလိမ့်မယ်လို့ကြေညာခဲ့ပါတယ်။ခက်ခါရှိကတော့တတိယမြောက်အကြံရေးဆိုင်ရတဲ့အခါမှာလဲဇာဘူးစာကိုရန်ကီရီနဲ့အနိုင်ပိုင်ပြီးချိတ်ပိတ်ပြစ်နိုင်ခဲ့ပါတယ်။ ဒေထုမှာတော့ခခရှိတရား open toy ရဲ့အဖြစ်ရောမျက်နှာဖုံး version နဲ့ရင်ဆိုင်ခဲ့ရပါတယ်။တယောက်တစ်ချင်ဆိုင်ခဲ့ရတာမျိုးမဟုတ်ဘဲ KCNA ဟုတ်ခီလာပီနဲ့ Mike တို့ကပါပါဝင်ခဲ့ပါတယ်။အဲ့ဘက်ထဲမှာတော့ခခရှိတရားသူ့ရဲ့ ranking ကို9ချိန်တိတိအသုံးပြုသွားခဲ့ပါတယ်။ Rankiri တည်တန်းကို9ချိန်ဖြစ်ပြီးကျစုအသေးဖြစ်တဲ့ Rankiri ရဲ့မျိုးကွယ် Lighting Cable ကိုအသုံးပြုသွားခဲ့တာပါအသုံးပြုတဲ့ပုံစံကတော့ခခရှိတယောက် Shadow Clone တစ်ခုကို Rankiri အသုံးပြုစေပြီးသူအသုံးပြုထားတဲ့ Rankiri နဲ့ချိန်ဆက်ထားလိုက်တဲ့သဘောမျိုးဖြစ်ပါတယ် ခလုံးကဘာရန်ကီရီကိုအတုံးပြထားတာကြောင့်ခုနှစ်ကြိမ်ဆိုပြီးကျွန်တော်ကတတ်မှတ်လိုက်တာမျိုးဖြစ်ပါတယ်ဒီဘက်ထဲမှာတော့ခကာရှိကခါမူရီကိုလည်း၅ကြိမ်တောင်အတုံးပြသွားခဲ့တာပါ final usage ကတော့အရန်ထီအောင်မှုရှိတဲ့ဂဲရိုရုတ်ထူကြီးရဲ့ပါဇက်ကိုဆုပ်ယူပစ်လိုက်တာမျိုးဖြစ်ပါတယ်ဆိုတော့စစ်ပွဲကာလအတွင်းမှာလည်းခကာရှိကရန်ကီရီနဲ့ခါမူရီတို့ကိုဆက်လက်အတုံးပြနေဆဲဖြစ်ပါတယ်ကျွန်တော်မေ့ချင်နေခဲ့တဲ့အရာကတော့ဇာပူဇာအတုံးပြုခဲ့တဲ့ Silent Killing Jitsu ကိုခက်ခါရှိကလည်းအတုံးပြုနိုင်ခဲ့ပါတယ်။အတုံးပြုခဲ့တာကတော့ခါကူဆူရဲ့နှလုံးတစ်ခုကိုထုတ်ယူတဲ့နေရာမှာအတုံးပြုခဲ့တာမျိုးဖြစ်ပြီး အဲ့ပုံစံကိုခီရှီမိုတိုက silent killing jutsu လို့အတည်ပြုပေးမထားပါဘူး။ဒါကြောင့်ကျွန်တော်အနေနဲ့ silent killing jutsu ကိုထဲသွင်းမရေတွက်ခဲ့တာမျိုးဖြစ်ပါတယ်။ခကရှိနဲ့ Obitoro နှစ်ယောက်ခံဝိ dimension နဲ့မှာရင်ဆိုင်တက်ခိုက်ခဲ့တဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်တော့ထန် jutsu ကိုအတိအကထားအသုံးပြုသွားခဲ့ပါတယ်။ခကရှိကခံဝိ dimension နဲ့မှာတော့ Rankiri ကို၅ချိန်နဲ့ခံဝိကို၇ချိန်အထိအသုံးပြုသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ခကရှိတယောက်သူ့ရဲ့ Sharingan ကို Madarasi မှာပေးအလိုက်ရရှာပါတယ်။ စစ်ပွဲမှာတော့ခမူးရေမရှိတော့တဲ့ခါခါရှိကနောက်ထိုနဲ့ Sasuke ရဲ့ prime time မရောက်ခင်အထိဘာကျစုမှအသုံးမပြုနိုင်ခဲ့ပါဘူး Sasuke နဲ့နောက်ထိုတို့ရဲ့ prime time ကိုရောက်ရှိချိန်မှာတော့ Obito နဲ့အတူတူခါခါရှိတယောက်ခကူရာကိုရင်ဆိုင်တိုက်ခတ်ခဲ့ပါတယ်။ Obito ကတော့ခကူရာရဲ့ primitive bullet dimension နဲ့မှာတည်ဆုံသွားခဲ့ပြီးခါခါရှိကိုသူ့ရဲ့ magic cure sharing gun တွေပေးသွားခဲ့ပါတယ်။ဒီလိုလွှဲပြောင်းပေးနိုင်ခဲ့တာကလည်း Obito စီမှာ Super Super Chakra ရရှိနေသေးတာကြောင့်လို့ဆိုနိုင်ပါတယ်။ ကကရှိကအော်ဘီထိုရဲ့စပိုပေးမှုတွေကြောင့်ဖော်ဖက်ဆာဆန်တို့ကိုအတုံးပြူလန်ခဲ့တာလားဒါမှမဟုတ်သူတိထားတယ်ဆိုတဲ့ဂျဆုတထောင်ထဲမှာဆူဆန်တို့ကပဲပါဝင်နေတာလားဆိုတာကတော့မေကွန်ထုတ်ချက်စရာကောင်းလို့နေခဲ့ပါတယ်ကကရှိရဲ့ဖော်ဖက်ဆာဆန်တို့ကြီးကဘရာသာတို့တိထားပြီးသားဖြစ်တဲ့ခမွေရှူရက်ကွန်တွေကိုအတုံးပြူနိုင်ခဲ့ပြီးတတော်လေးလေးပါဝါဖူးဖြစ်ခဲ့ပါတယ်ရိုက်ကီရီနဲ့စင်တူတဲ့ခမွေလိုက်တင်ပလေးကိုလည်းအတုံးပြူနိုင်ခဲ့ပြီးအရှန်လေးပါဝါဖူးဖြစ်ခဲ့ပါတယ်ကျူရမန်ကဲခွေးကိုရရှိပိုင်ဆိုင်ထားတဲ့ခါခါရှိတယောက်ခါမူရဲ့မျိုးကွဲကျစုတွေကိုအထံကြကြအသုံးပြုခဲ့ပါတယ် ခါခန်းရှိရဲ့ DMS version မှာတော့ကျဆူအသစ်၄ခုကိုအသွင်ပြနိုင်ခဲ့ပြီးစုစုပေါင်းကျဆူ23ခုကိုအသွင်ပြနေခဲ့ပြီးဖြစ်ပါတယ်။ကဲဒါဆိုရင်တော့နောက်ထိုးနဲ့နောက်ထိုးစပူရန်တို့မှာပါဝင်တဲ့ခါခန်းရှိရဲ့ကျဆူတွေကတော့ပြည့်ပြတ်သွားပြီးဖြစ်ပြီးအခုဆက်ပြောမှာကတော့ Boruto နဲ့ Life Robe တွေကကျဆူတွေပဲဖြစ်ပါတယ်။နောက်ထိုးနဲ့နောက်ထိုးစပူရန်မှာခါခန်းရှိကကျဆူ23ခုကိုပဲအသွင်ပြနိုင်ခဲ့တာမျိုးမဟုတ်ပဲမျိုးကွဲတွေကိုလည်းအသွင်ပြနိုင်ခဲ့ပါတယ်။ချီဒိုရီကိုလည်းခါခါရှိကအတော့ပြနိုင်ခဲ့တယ်လို့မာထိုင်ရှယ်ရိုကလုံးကျစုကိုလည်းအတော့ပြနိုင်ခဲ့ပါဗျ ကြာပြင်ခါခါရှိတယောက်ဆာကူရာအပေါ်မှာအတုံးပြုခဲ့တဲ့ကန်ဂျဆုနှစ်ခုကလည်းမျိုးကွဲနှစ်ခုဖြစ်တာကြောင့်တူညီမှုမရှိပါဘူးဒီဂျဆုရဲ့ကိုထဲမဲ့တွတ်တော့တာကကျွန်တော်အနေနဲ့အရင်ကြီးထူးခြားမှုရှိမနေတာကြောင့်လို့ပဲဆိုရပါမယ်ကဲအခုဆက်ပြီးပြောမှာကတော့ခါခါရှိရဲ့ဝိထုတို့အကြောင်းဖြစ်ပြီးနောက်ထိုစပူရန်နဲ့ဘူတို့ထိုင်းလိုင်းချာမှာထွက်ရှိထားခဲ့တာမျိုးဖြစ်ပါတယ်ခါခါရှိကမာဂျရာကိုတိုက်ခိုက်ခဲ့တဲ့ဂျဆုကရန်ခီရီမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်းဝိထုတို့ရဲ့မာဒီအရာဟာပေါ်ပယ်လိုက်တဲ့ဖြစ်ကြောင်းပြောပြထားခဲ့ပါတယ် ဖာဘယ်လိုက်တင်ကရိုင်းခီရီထက်ပိုမြန်ပြီးပိုများတဲ့ပောက်ွဲရပါရှိတဲ့ကျဆုတစ်ခုလည်းဖြစ်ပါတယ်။ဖာဘယ်လိုက်တင်ကခါခါရှိအတွက်တော့ချီလိုရီကိုအသုံးပြုရတဲ့လိုမျိုးအားအရန်ပြင်းတဲ့ကျဆုတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။ဖာဘယ်လိုက်တင်ကိုတော့ခါခါရှိအနေနဲ့စုစုပေါင်း6ခါတိတိအသုံးပြုထားခဲ့ပါတယ်။ line novel ထဲမှာတော့ခါခါရှိက medical နဲ့ကျဆုတစ်ပြိုးကိုလည်းအသုံးပြုခဲ့ပါတယ်။အဲကျဆုနာမည်ကိုတော့ mystical pawn လို့ခေါ်ဆိုပြီးလက်ဖဝါးကနေခြားကရာစီစင်ကကိုယ့်ရဲ့ဖြစ်မိကိုကုသပေးနိုင်တာမျိုးဖြစ်ပါတယ်။ ခါကာရှိရဲ့နောက်ထပ် line novel တအုပ်ဖြစ်တဲ့ခါကာရှိ resident ထဲမှာဆိုရင်ထူးခြားတဲ့ ability ၃ခုကိုပါတွေ့ရှိခဲ့ရပါတယ်။ပထမဆုံးကျဆူကတော့ the spiraling tower ဖြစ်ပြီးခါကာရှိတယောက်ရှာမှာထိုနဲ့အတူပူပေါင်းပြီး tower ကြီးတစ်ခုကိုတိဆောက်လိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒီ tower ကြီးကကီလိုမီတာ200လောက်အထိကိုမြင်မှမရှိပြီးခရိုဆူချီဂါရာယာမာထိုနဲ့အတူခက်ခန်ရှိလို့ကဒီ tower ကြီးကိုနာအိုထိုရဲ့ live novel ထဲမှာဖန်တီးအသုပ်ပြုခဲ့ကြပါတယ် နောက်ထပ်ကျဆုတစ်မျိုးကတော့ Art Release Class War ဖြစ်ပြီးခကရှိ Resident ထဲမှာပါဝင်ခဲ့ပါတယ်။ခကရှိကခွန်နိုဟာရဲ့သိပ္ပံပညာရှင်တွေနဲ့အတူပူပေါင်းပြီးလျှက်စီးရဲ့အားနည်းချက်ဖြစ်တဲ့မြေကြီးပုံစံကိုလေ့လာရှာဖွေမှုတွေပြုလုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ခွန်နိုဟာကိုလျှက်စီးအမြောက်တွေနဲ့တိုက်ခိုက်ခံခဲ့ရပြီးခကရှိက Class War ကျဆုကိုထုတ်တုံကရွာကိုကာကွယ်ပေးခဲ့ပါတယ်။ Class War ကြီးကခွန်နိုဟာတရားလုံးကိုဖုတ်ထားနိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့ဖန်ပုံစံအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်လျှက်စီးတွေကိုတတရရာကောင်တာနိုင်ခဲ့ပါတယ်။ ။ Life Nobel ထဲမှာတော့ခကရှိကသူ့ရဲ့ကိုပိုင်ချာဂရာနဲ့ပဲ Quartz War ကို12နာရီကြာအောင်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ခကရှိကအဲ့ Life Nobel ထဲမှာပဲ Hagoromo အသုံးပြုနိုင်ခဲ့တဲ့အစုံမဲ့ရေပုံစံကိုပါအသုံးပြုနိုင်ခဲ့ပါတယ်။ Fire release water miss ကို infinite water နဲ့တွဲဖက်သုံးပြခဲ့တာမျိုးဖြစ်ပြီး finish form မျိုးဖြစ်ပါတယ်။ infinite water ဆိုတာကတော့ safe possible availability တမျိုးဖြစ်ပြီးခကရှိကဒီကျစုကိုတစ်ချိန်တစ်ခါသာ live novel ထဲမှာအသုံးပြသွားခဲ့တာပါ။ live novel ထဲမှာခကရှိအသုံးပြခဲ့တဲ့ကျစုတွေကတော့စုစုပေါင်း၅ခုရှိပြီး အရှိမကျွန်တော်မရှိတော့ခဲ့တဲ့ဂျစုတွေကိုပါပေါင်းထည့်မယ်ဆိုရင်တော့ဂျစုပေါင်း35ခုအထိကိုခက်ခါရှိတယောက်အတုပြုထားခဲ့ပါတယ်36ခုမြောက်ဂျစုကတော့ area scan နဲ့ဂျစုဖြစ်ပြီး now to manga chapter 230ကိုမှာဖော်ပြခဲ့ပါတယ် chapter 230ကိုမှာခက်ခါရှိကသင်းမီနာထိုနဲ့အတူတူခန္ဓာပြီးတရားမှာ mission ထမ်းဆောင်ခဲ့ရပြီးအဲဂျစုကိုထုတ်သွင်းခဲ့တာမျိုးဖြစ်ပါတယ်ဒါရီကတော့ခခရှိတယောက်နာအထုခန်တို့မှာအသုံးပြုခဲ့တဲ့ဂျစု36ခုဖြစ်ပြီးခန်တို့မဟုတ်တဲ့ NMA only ဂျစုတွေကတော့စုစုပေါင်း10ခုရှိခဲ့ပါတယ် အဲ့ဒါတွေကတော့ arteries avoids arteries multiple ostial war might reading to su fire release great fireball to su flying revolving sword front lotus hiding in the mist peregrine falcon drone အတူ shadow of the dancing leaf စတဲ့ကျေစုစဲကူကိုခက်ခါရှိတဲ့ anime series ထဲမှာအသုံးပြုခဲ့ပါတယ်ခက်ခါရှိကတော့စုစုပေါင်းကျေစု46ခုကို anime manga နဲ့ light novel တွေမှာအသုံးပြုထားခဲ့ပါတယ် ကျွန်တော်တို့ရဲ့ main character နောက်သူကတော့ကျဆူပေါင်းတစ်ထောင်ကိုအသုံးပြုနိုင်တဲ့ဆိုရဲခါခါရှိတဲ့ပုံများတဲ့ကျဆူပေါင်းစုံကိုလက်တွေ့မှာအသုံးပြုထားခဲ့ပါတယ်။နောက်သူကကျဆူပေါင်း60ကျော်ကို series တစ်လျှောက်လုံးအသုံးပြုထားခဲ့တာပါ။အများစုကတော့ Rising Gun နဲ့ Rising Shuriken ရဲ့ variant တွေပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်နောက်သူရဲ့ကျဆူတွေက variation တွေဆိုပေမဲ့ကျဆူတိုင်းကတော့ထူးခြားမှုကိုစီရှိနေခဲ့ပါတယ်။ နောက်ထူတယောက်ထဲကပဲခက်ခါရှိတဲ့ပိုများတဲ့ကျဆူတွေကိုအတုပြနိုင်ခဲ့တာမျိုးမဟုတ်ဘဲ Sasuke, Kabuto, Orochimaru နဲ့မှာဒရာတို့ကလည်းအဖာအဝင် ဖြစ်ပါတယ်။ခက်ခါရှိလိုမျိုးကျဆူတထောင်ကိုအတုပြနိုင်တယ်၊တီလဲတီနေပါတယ်ဆိုတဲ့ character တစ်ခုက series မှာကျဆူလက်တဆုပ်စာလောက်ကိုသာအတုပြနိုင်တယ်ဆိုတာကြီးကတော့တကယ်စိတ်ပြတ်ဖွယ်ရာကောင်းလွန်နေခဲ့ပါတယ်။ခက်ခါရှိကတော့ဘသူပါပဲပြောပြော Kamui နဲ့ Rain Kiri တို့ကိုသာဆွဆဲမြဲမြဲအတုပြနေခဲ့ရှာပါတယ်။ခက်ခါရှိတကယ်အတုပြခဲ့တဲ့ကျဆူက၅ခုတည်းသာရှိခဲ့ပါတယ်။ L ဒီဆူရီကတော့ Shadow Clone ကို9ချိန် Power Light Team ကို6ချိန် Sharingan Activation ကတော့17ချိန်ခါမူရီကတော့အချိန်20နဲ့အတူ Rank Kiri ကိုတော့23ချိန်အထိအသုံးပြုထားခဲ့ပါတယ် Ninja Query ကိုစင်ခေါ်တာနဲ့ခါမူရီ Shuriken တွေကိုတော့4ချိန်အထိအသုံးပြုထားခဲ့ပြီး Ganjutsu ကိုတော့3ချိန်တိတိအသုံးပြုထားခဲ့ပါတယ်အခြားဂျစ်စုတွေကိုတော့တစ်ချိန်တစ်ချိန်သာအသုံးပြုထားခဲ့တာကြောင့်ခါခါရှိရဲ့ဂျစ်စုတစ်ထောင်ကိုတည်တယ်။အဲ့တစ်ထောင်လုံးကိုအသုံးပြုသွားလိမ့်မယ်ဆိုတဲ့စကားကြီးကတိတ်တော့အထာမကျနေခဲ့တာအမှန်ပါ။ ဒါကြောင့် brother တို့ရဲ့အမြင်လေးတွေကိုလည်းအောက်က comment section လေးမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ခက်ခါရှိအမှန်တကယ်အသုံးပြုသွားခဲ့တဲ့ကျဆု46ခုကိုပြောပြပေးသွားခဲ့တာမျိုးပါ။နောက်နေ့ကြလို့ရှိရင်လည်းနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ anime content တွေကိုတင်ဆက်ပေးသွားဖို့ရှိတာကြောင့် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပေးကြကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့အတွက်တော့ဒီလောက်ပါပဲ။နောက်တစ်နေ့မှာနောက်ထပ်ဗီဒီယိုတစ်ခုနဲ့တူပြန်တွေ့ကြပါမယ်။အားလုံးပဲ bye bye ။